င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မော်ယာမန္တလေးလမ်းပိုင်းမှာပြစ်ခတ်မှုဖြစ်ပြီးကားတွေပိမ့်မိနေသခိုင်းတိုင်းမော်ယာမန္တလေးလမ်းပိုင်းမှာအော်တိုဘားလ29ရက်နေ့နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခီးသွားရင်နဲ့နှစ်နာရီကျော်ကြာပိမ့်မိနေပါတယ်ဒီကနေ့နေ့လယ်နှစ်နာရီခန့်မှာ မောင်ရမန်လေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အမှောက်စစ်စေးဂိမ်းလေးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပါပြစ်ခတ်နေကြောင်းဒါကြောင့်မောင်ရမန်လေးလမ်းပေါ်ကမအူရနဲ့မြင်းနဲ့ရာကြားလမ်းပိုင်းကိုအုံပြုလို့အဆင်မပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။ရန်သက်ပြစ်ခတ်တာလည်းရှိပါတယ်။လမ်းကျောပိတ်ဆို့တာနှစ်နာရီဝန်းကျင်ကရှိနေပြီလို့သိရတယ်လို့ဒေသခံတောင်ကပြောပါတယ်။ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကာကွယ်ရေးဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မောင်ရောင်စစ်ကောင်စီကိစ္စကံကုံမောင်ရောင်မြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအင်စီကရင်နဲ့ပြင်တပ်ပြားကကားထားတဲ့ကားရင်နဲ့ပါအင်အားပြည့်နဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာခေတ္တပြည်သူတွေကိုလူသားတိုင်းလောက်တာမိုင်းဆင်းရှာခိုင်းတာတွေပြုလုပ်လေရှိရာကြောင်းပြည်သူတွေသတိပြုသွားလာကြဖို့ကာကွယ်ဖွဲ့တွေကတီးပေးတယ်။ ဆက်လက်ပြီးမြင်းချန်ထောင်မှနိုင်ကျင်တော်ကိုယောဂပြင်ထန်မှပြင်ပစင်အောင်ပို့ပေးစင်အောင်ရောက်တဲ့ရက်မှာပင်ကြဆုံမန္တလေးတိုင်းမြင်းချန်ကျင်ထောင်မှမတရားဖက်စီခံတဲ့နိုင်ငံကျင်တာကိုချမ်းမင်ဟိန်ကိုယောဂပြင်ထန်တဲ့ချင်းနေရောက်မှပြင်ပစင်ကိုပို့ပေးအောင်ပို့ဆောင်မှုနောက်ကျသွားတဲ့အတွက်ကြဆုံသွင်းသွားခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆောင်နိုင်ငံကျင်တာမြက်ကွင်ရဲ့ကထုတ်ပြန်တယ်ကိုချမ်းမင်းဟင်းကမြင်းကျန်ထောင်မှာဖန်စီခံတာချင်းကြောက်ကအသေးချောက်အသေးအောင်တော့ဟောယောဂတွေဖြစ်ခဲ့ပေမဲ့ထောင်တင်းစရုံမှာပဲစေဝါမလုံလောက်စွာကုသမှုခံခဲ့ရပါတယ် တိုင်းနာကိုစမ်းမင်းအိတ်ကိုတောင်းနေစီမှာကိုတော်လိုများရတဲ့အတွက်အော်တိုဘာ၁၀ရက်မှာပြင်ပဆင်ကိုပို့ဆောင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲ၂၉ရက်ကိုစမ်းမင်းကြဆုံသွားခဲ့လို့သိရတယ်။မင်းကြံတာမကတောင်းစီအောင်နေနေရှိတယ်။ဒါပေမဲ့သူတို့နေနေကြတော့ကိုစမ်းမင်းဖြစ်တဲ့ကြောက်ကဖြစ်တာတို့အသေးအောင်သဘာဝယောဂဖြစ်တာတို့ဆိုတာကတောင်းစီအောင်နေမှာကိုတော်လိုများတဲ့အချိန်နေအဲ့ဒါကိုမှပြင်ထန်တဲ့အချိန်နေမှာပြင်ပဆင်ကိုပို့တာနောက်ကျသွားတဲ့အတွက်၂၉ရက်ကလေးမှာမတိတ်ဆုံးတင်မဲနဲ့အသက်ဆုံးရှာမျိုးဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောနေတယ်။ နိုင်ငံချင်းသားကိုချမ်းမင်းဟရာပုံမှန်900ကကြေဆက်သွင်းရေးပုံမှန်ဖောက်ခွဲမှုလက်နက်မှုစတဲ့ဆွဆွဲချက်တွေနဲ့မတရားဖမ်းဆီးခံရကထောင်နဲ့15နှစ်6လကံမှတ်ထားချမှတ်ခံရတာဖြစ်တယ်။လရှိမြန်မာနိုင်ငံဒေသတွေကကျင်းထောင်နေမှာမတရားဖန်ဆီးခံနိုင်နိုင်ခြင်းများလုံလောက်တဲ့စေဝါဆောင်ရှာမှုနဲ့အချိန်မီစေဝါကူတာကများအကြောင်းမသိအောင်သုံးတင်မဲ့သက်ဆုံးရှုံးနေရတယ်။ PPN ကောက်ယူထားတဲ့ကြက်လက်တွေဟာ2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိကျင်းထောင်သည့်ဒီမှာစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်စေကူတာခွင့်မရရှိမှုတွေကြောင့်ကြောင့်ဆောင်ကြရနိုင်ငံအကျဉ်းသား28ရောက်ထိရှိပြီလို့သိရတယ်။ ဆက်လက်ပြီးမြမရဲ့အာဆီယံထုကိုယ်စားလှယ်တက်တန်းနဲ့ရွေးကောက်ပွဲစောင့်ကြည့်ပွဲဆေးလို့ဖို့ရှိမရှိဆက်ဆွေးနွေးမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောအာဆီယံအနေနဲ့မြမအကြက်တဲဖြစ်ရှင်ရေးတခြားစီစဉ်နေတဲ့အတူရွေးကောက်ပွဲမှာစောင့်ကြည့်ပွဲဆေးလို့မလို့ဆက်လက်ဆွေးနွေးသွားမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ခါဆန်ကပြောတယ်သူရဲ့ပြောဆိုချက်ရပုံသဘောတူညီချက်ငါရဲ့ဟာမြန်မာနိုင်ငံပြည်လဲငြိမ်းချမ်းတည်ငြိမ်မှုဒေသတွင်ကျိုးပန်းအထောက်အမှုတွေကိုလမ်းညွှန်ပေးတဲ့အကြီးအကဲဖြစ်တဲ့ဆိုရဲအာဆီယံရဲ့တည်ချက်ကိုခိုင်ခိုင်မာမာတွေ့ရှိပါတယ် အာဆီယံစောင့်ကြည့်ရေးဖွဲ့ဆွေးနွေးကိစ္စတွေကိုကြီးတဲ့ရာရှိစင်မှာဆက်လက်ဆွေးနွေးတောင်းပါပါမြန်မာနဲ့ပတ်သက်တဲ့အာဆီယံကြိုးပမ်းမှုတွေဇာတိုင်ရှိနေဖို့ကအရေးကြီးရွှေရာကိုကျွန်တော်တက်လာတည်ပြပါပါတယ်အာဆီယံမြန်မာရေထူးကိုယ်စားလှယ်တက်တန်းကိုပြင်ဆင်ဖို့အဆိုပြုချက်ကိုလည်းဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံမှာလုံခြုံရေးကောက်ပွဲနဲ့ပတ်သက်ပြီးရေကောက်ပွဲရတရားမျှတမှုပွင့်လင်းမြင်သာမှုအားလုံးပါဝင်မှုနဲ့ယုံကြည်စိတ်ချမှုရှိမယ်လို့အာဆီယံနိုင်ငံကြီးဝင်ကြီးများစည်းဝေးတော်ကသဘောတူခဲ့တယ်။ အာဆီယံမြန်မာရေးကြိုးပမ်းမှုတွေအချိန်ဟောင်မပြတ်စေဖို့လေဒါကြောင့်အာဆီယံထုကိုယ်စားလှယ်ပါဝင်ဆိုင်မှုတွေကိုပုံမှန်ခိုင်မာစေသူ့ရာထူးတက်တန်းသုံးမြင့်မှုကိုလည်းဆွေးနွေးခဲ့ကြတယ်။တပတ်မှာလည်းမြန်မာဆင်းစုအတိုင်းပြင်ငင်းချင်ရင်တည်ငြိမ်ရေးကိုဦးစားပေးဖို့တောင်းဆိုမှုတွေရှိနေပေမဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာကျင်းပမယ်လို့ကြေညာပါတယ်။ဒါအပြင်အာဆီယံလူသားချင်းစာနာမှုတွေအရလူသားချင်းစာနာမှုကွန်ရီတွေကိုလိုအပ်သူတွေစီရောက်ရှိစေဖို့အတွက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲဆိုင်ပူးပေါင်းဆောင်ရွက်ဖို့ဌာနနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပို့ပြီးအကောက်လှုပ်ဖို့လွယ်လို့လည်းဟာဆန်ကအလေးထားပြောကြားပါတယ်။ မြန်မာနိုင်ငံလူသားချင်းစာနာမှုအခြေအနေကိုသက်သာစေဖို့ကြိုးပမ်းမှုတွေမှာပါဝင်တဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေပြင်ပမိတ်ဖက်နိုင်ငံတွေကုလသမဂ္ဂနဲ့ပုဂ္ဂလိကကဏ္ဍတွေရဲ့ပံ့ပိုးကူညီမှုတွေကိုအာဆီယံအနေနဲ့ကျေးဇူးတင်ကြောင်းလည်းပြောပါတယ်။ဆက်လက်ပြီးတော့ဂျပန်နိုင်ငံကိုရောက်ရှိလာအမေရိကန်သမ္မတထရန်တန်ကိုမြန်မာရေးကူညီပေးရန်ဂျပန်ကမြန်မာတွေကအေးဖွင့်ပေးစာပေးဖို့ဂျပန်နိုင်ငံကိုရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန်တန်ကိုမြန်မာရေးကူညီပေးရန်တောင်းဆိုထားတဲ့အေးဖွင့်ပေးစာကိုဂျပန်နိုင်ငံရှိအမေရိကန်တန်ကတစင်အောက်တိုဘာ20ရက်နေ့မှာအမေရိကန်ဆရာတန်ကိုပေးပို့ခဲ့ကြောင်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကပြောတယ်။ အော်တိုဝါ29ရက်နေ့မှာအမေရိကန်သမ္မတမှဂျပန်နိုင်ငံကိုရောက်ရှိမည်ဖြစ်ကြောင်းအမေရိကန်သမ္မတအနေဖြင့်ဂျပန်စစ်ကောင်စားမြောက်လိုက်လက်ထက်ကြီးမားကျယ်ပြန့်လာနေတဲ့အွန်လိုင်းကြောဖြန့်ငွေလင်ကိုင်းနေမှုရဲ့စေဝါတင်ပို့ပြန့်ချိမှုလူကုန်ကူးမှုတွေနဲ့ပတ်သက်ပြီးအရေးယူမှုပြန်တောင်းဆိုတဲ့အဂျပန်အနာသိမ်းမြောက်လိုင်းရဲ့ဆေးအဆုလက်ထက်မှာတိုးပွားများပြားလာတဲ့ကြောဖြန့်မှုရဲ့စေဝါတင်ပို့ပြန့်ချိမှုလူကုန်ကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံရဲ့အကျိုးစီးပွားကိုတိုက်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက်ထရန့်ဆိုရအနေနဲ့အရေးယူမှုလှုပ်ဆောင်မှုမြန်မာပြည်သူတွေဘက်မှရည်တည်ပေးမယ်လို့မျှော်လင့်နေတယ်။ ဒီပြင်းနေချင်းတရုတ်နိုင်ငံရဲ့ဗန်တောင်းသဘောတူညီချက်ချိုးဖောက်ပြောမြန်မာရေဝင်အစုဖက်ကတော်လိုင်းအင်အားစုရအလွန်ကြုံပြရပေးနေမှုအကြမ်းဖက်စစ်တပ်ပေါ်တောက်ခံအပေးကူညီနေမှုတွေကိုရပ်တန့်သောထရန့်ဆိုရအနေနဲ့အတိုင်းတာတစ်ခုတည်းလုပ်ပေးဖို့မျှော်လင့်နေ။အမေရိကန်သမ္မတထံကိုပေးပို့တဲ့အိပ်ဖွင့်ဗီဇာမှာလက်ရှိမြန်မာနိုင်ငံအခြေအနေရဲ့ရဲ့အကုန်လုံးကိုရှင်းလင်းပြသထားပြီးအမေရိကန်နေဖြင့်အန်ယူဂျီဆွေရာကိုတိမတ်ပြအထောင်ဆန်းဆိုကြည့်သမ္မတဝင်မြန်ပါဝင်နိုင်ငံအကျဉ်းသားလူမျှရေးကိုညီပင်မြန်မာစီးပွားစုဘုံမှုပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့ရေးယူမှုတွေချမှတ်ရဲ့ မြန်မာနိုင်ငံမှာစစ်တပ်ကျူးလွန်မှုတွေတိုင်းစီစီတရားရုံးနဲ့ပါဝင်နိုင်ငံတကာဥပဒေနဲ့အရေးယူနိုင်ရင်ထောက်ပံ့ကူညီပေးရန်လူသားချင်းစာနာထောက်ထားမှုကူညီပေးရန်မြန်မာနိုင်ငံကိုစီးရဲဆိုင်အကူအညီတွေမရောက်ရှိစေရအပောင်းဝင်ဒေသတွင်လုံခြုံရေးကိုတုံ့ပြန်မြန်မာပေါ်တရုတ်နိုင်ငံဖိအားကိုတားဆီးပေးရန်ဥပဝင်နေ ဆက်လက်ပြီးမတရားနဲ့မုံမိတ်မြို့နယ်မှာစစ်တပ်ကလင်းတဲ့ပုံစံမှုပြည်သူလေးဦးတေဆုံးမိနေအများပြက်စီမန္လေးတိုင်းမတရားမြို့နယ်တပြေကြောင်ကြရရှိစစ်ဘေးရှောင်ပြည်သူနေထိုင်တဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကလင်းတဲ့ပုံစံတဖြစ်ပြည်သူလေးဦးတေဆုံးမိနေနေပြက်စီခဲ့ကြောင်ဗိုက်ဆော့မန္လေးတောင်ဝင်ရှိသူကပြောတယ်အော်တိုဝါ26နှစ်ညနေ6:40မိနစ်ကစိတ်မတရားမြို့နယ်တပြေကြောင်ကြရရှိစစ်ဘေးရှောင်နေထိုင်တဲ့နေရာကိုကြမ်းဖက်စစ်တပ်ကတိုက်ရင်တဲ့ပုံစံတိုက်ခိုက်ခဲ့ကြောင် အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင်မြို့သားနှုံနဲ့မြို့သမီးစုစုပေါင်း၄ဦးသေဆုံးကနေနေပျက်စီးခဲ့တယ်။အလားတူအော်တိုဝါ29ရက်နေ့မော်လဲ12:23မိနစ်ချိန်ရှမ်းပြည်နယ်မုံမိတ်မြို့နယ်မကြီးပင်ကျေးရွာကိုလည်းစစ်တပ်ကလင်းနဲ့ပေါင်900ဘုံတလုံးနဲ့ပေါင်250ဘုံတလုံးလောက်ကျဲချတိုက်ခိုက်တာကြောင့်ပြည်သူလူထုနေတလုံးထိမဲ့ပျက်စီးသွားခဲ့လို့တရနန်လင်ကထုတ်ပြန်တယ်။စစ်တပ်ကအောက်တိုဘာတရက်ကနေနဲ့ဆက်ချာနေတီတရနန်နေတိုင်းချုပ်တိုင်းဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးတန်ကားတို့ရဲ့အပောင်ဝင်ပြည်သူ49ဦးသေဆုံးခဲ့တယ်။ ဆလဘီစောမြို့နယ်မှာတပ်မပြည့်တဲ့မင်းကလေးငတဲ့ကိုမတိုင်းကျင်မီတက်ဖြတ်လောင်ဖြောက်တဲ့မင်းမင်းစုကို energy ပြည်သူ့လုံခြုံရေးဘက်ကဖမ်းဆီးရရှိပြည်သူတွေကတည်တံပြစ်ပေးရန်ကြိတက်တောင်းဆိုမကွေးတိုင်းစောမြို့နယ်မှာတပ်မပြည့်တဲ့မင်းကလေးငတဲ့ကိုမတိုင်းကျင်မီလောင်ဖြောက်တဲ့အမျိုးသားတအုပ်ကို energy ပြည်သူ့လုံခြုံရေးဘက်ကဖမ်းဆီးရရှိကြောင်းဒေသတင်းမြန်မာရောင်းလင်းတန်းကကိုအောင်ကြီးကပြောတယ် စောမြို့မှာ22နှစ်ရွယ်မျိုးသားတယောက်ကတစ်နှစ်တွင်သက်မပြည့်သေးမင်္ဂလင်းနောက်ကိုမနိုင်ချင်းခဲ့ပြီးမင်္ဂလင်းကတောကိုတက်ပြက်ကအလောင်းပြောက်ခဲ့ကြောင်းအော်တိုဝါ21ရက်နေ့ကစောမြို့တိရိယန္တနာရက်ကွယ်မှာနေထိုင်တဲ့73နှစ်ရွယ်မင်္ဂလင်းတောကိုမိသားစုဝင်နေတဲ့ရှင်နီးတဲ့22နှစ်ရွယ်မမင်းဆိုကအိမ်မခေါ်တို့သွားခင်ကြောင်းရင်းနောက်မင်္ဂလင်းငယ်မှာပျောက်ဆုံးသားတဲ့ပြင်လိုက်လံရှာဖွေရအော်တိုဝါ25ရက်နေ့မှာမနိုင်ချင်းတက်ပြက်ခံထားတဲ့ပုပ်ပွားနဲ့ယုံလောင်ကိုစောမြို့ဆင်းဝင်နေရှိအခန်းတစ်ခုမှာပြန်လည်တွေ့ရှိကြောင်းသိရတယ် ထို့ကြောင့်စောမြို့ပြည်သူ့အုပ်ချုပ်ရေးဘက်ကမနေ့ကျင်းလူတက်တဲ့ကျွလွန်တရားခံကိုလိုက်လံရှာဖွေရမင်းမင်းစုကိုစောမြို့နယ်တွင်ဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူမင်းမင်းစုကိုရင်ကလည်းစောဘမင်းကလေးရတပ်ဖြတ်ကလောင်းဖြောက်ဖြတ်တယ်လို့ဝန်ခံတဲ့ဆိုထားကြောင်းသိရတယ်ပထမချိန်မတိုင်းမှုကျွလွန်နဲ့မြို့မှာ2025ခုနှစ်ဇွန်လပိုင်းတွင်ဖြစ်ခဲ့မိဘတွေကိုယ်တိုင်တိုက်ချက်ဖွင့်ခဲ့ကြောင်းသိရတယ် လက်ရှိမှာလူသက်မတိုင်းကျင့်တဲ့တရားခံမင်းမင်းဆိုအန်ယူဂျီဆိုရစောမြွတ်နဲ့ပြည်သူ့လူ့ကျွေးဖွဲ့ပေါ်လာပါကဖန်စီစစ်စဲနေပြီးအသက်မပြည့်တဲ့မင်းကလေးငယ်တွေကိုအချိန်ချင်းမတိုင်းမှုကျွလွန်ခဲ့တဲ့မင်းမင်းဆိုကိုတည်တံပေးရင်ဒေသနေပြည်သူတွေကဆန္ဒထုတ်ဖော်ကတောက်ဆိုလျက်ရှိကြောင်းသိရပါဗျ။နားဆင်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါရရှင်။